ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လှည့်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆော်ရီနဲ့မေဂျာလီးတို့ရဲ့အကြာလွန်ဆွဲပွဲမှာဘယ်ဘက်ကိုရိမ်းမလဲကီဗင်ဒီဘရိုင်းကီဗင်ဒီဘရိုင်းကတော့ယခုနှစ်ဘောလုံးရာသီကုန်မှာမန်စီးနဲ့လမ်းခွဲတော့မယ်ဆိုတာပရိသတ်များအားလုံးလည်းသိကြပြီးသားဖြစ်မှာပါဒါကြောင့်ဒီဘရိုင်းအနာဂတ်ကဘာလဲဘယ်လဲဆိုရင်မေးခွန်းတွေကဒီချိန်မှာဘလူးပြန်ရအောင်ထွက်ပေါ်လို့နေခဲ့ပါတယ်ဒီဘရိုင်းအနာဂတ်ကလက်ရှိမှာတော့ option တစ်ခုရှိနေပါတယ်ပထမတစ်ခုကဆော်ရီလီးကိုပြောင်းရွှေ့ကစားမလားဆိုတာပါ sorry လေးကိုပြောင်းရွှေ့ဖို့ဆိုတာယူနောက်24မတိုင်ခင်မှာဒီ brand ကအရေးမွတ်ပြောဦးပါလိမ့်။သူ့အနေနဲ့ငွေတော့မလို့ဆိုမဲ့သူ့ကိုမိခိုးနေကြတဲ့မိသားစုတွေနဲ့အပေါင်းအသင်းတွေကြောင့်ငွေရတော့ရှာအောင်မှဖြစ်ကြောင်းဥရောပမှာသူ15နှစ်လောက်ကစားခဲ့လို့ရသမျှဝင်ငွေကို sorry မှာနှစ်ပိုင်းလောက်နဲ့ရရှိနိုင်မှာစိတ်ဝင်စားစရာဖြစ်ကြောင်းနဲ့သူ့ရဲ့မျိုးသမီးကလည်းအရှိလေပိုင်းဒေတာစီစူသားကန်သွားလို့ဖို့အတွက်အစင်းသိဖြစ်နေဖြစ်ကြောင်းတွေဒီ brand ပြောခဲ့ဦးပါလိမ့်။ဒီကြားထဲမှာလည်းဒီ brand sorry ဘက်က club သင်းအနေနဲ့ဆွေးနွေးမှုတွေတောင်းဆောက်ကိုရှိနေခဲ့တာပါ။ဒါပေမဲ့ဒီ brand ရဲ့စကားကိုတော့အပြတ်မပြတ်ထားခဲ့ပါဘူး။ စီးတီးနဲ့ဘလို့အခြေအနေမျိုးဆက်ရှိနေနိုင်အောင်လဲဆိုတာနဲ့ပတ်သက်လို့လေဒီဘရန်အရေးချေစောင့်ကြည့်တာမျိုးတွေပြုလုပ်ခဲ့ပါသေးတယ်။အိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ 1xbet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လဲသတင်းပေးပါစေ။ဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39963လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်သူကွန်မန်တိုင်းမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။နောက်ဆုံးစီးရီးကသူ့ကို အလိုမရှိတော့ဘူးသူလိုချင်တဲ့လာစားမျိုးမရနိုင်တော့ဘူးဆိုမှသာဒီ Brian City နဲ့လမ်းခွဲတော့မယ်လို့ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီ Brian အနေနဲ့ Sorryo ပြောင်းပြီးကစားမလားဆိုတာကစဉ်းစားခြင်းစရာချက်ချက်ဖြစ်လာပါတယ်။ Anasa ကတော့ဒီ Brian အလိုချင်ဆုံးအသင်းဖြစ်ပါတယ်။ဒီ option တစ်ခုကတော့ Major League ဖြစ်ပါတယ်။ဒီ Brian သွားခြင်းတယ်လို့တော့မပြောဘူးပါဘူး။ဒါပေမဲ့ Major League Club in Miami ကဒီ Brian ကိုလိုချင်နေတာဖြစ်ပါတယ်။ဒီ Brian နဲ့ Man City ရဲ့အနာဂတ်လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့အဆောင်အထိပြောင်းရွှေ့မတိုင်မီကတည်းက Miami ရဒီ Brian အခြေအနေရက်ကိုအနီးကစောင့်ကြည့်မှုတွေပြုလုပ်ခဲ့ပါတယ်။ တကယ်လို့ဒီဘိုင်းသာမန်စီးကနေထွက်ခွာဖို့သေးတာခဲ့မယ်ဆိုရင်မန်မီကကောက်ဝိုက်လိုက်ဖို့အတွက်အစင်းသိလှုပ်ထားခဲ့တာပါတကယ်လို့မန်မီကသာပြောင်းရွှေ့ပစ်ခဲ့မယ်ဆိုရင်ဒီဘိုင်းအနေနဲ့ sorry club တွေကန်လန်တလောက်ထိတော့လာစားပမာဏအများကြီးရနိုင်ပြီမရှိပါဘူးဒီဘိုင်းကိုခွန်နိုင်မှုအတွက်မန်မီမှာလည်းထိန်းသိမ်းသိမ်းလုပ်နေရတဲ့အချက်ချို့ကလည်းရှိနေပါတယ်အဓိကပဲဘန်နာရီဘိုင်းဆိုင်မှာအခက်အခဲတွေရှိနေခဲ့တာပါလီဂါထုတ်ပြန်တဲ့အစည်းအဝေးတွေရဆိုရင်မန်မီအနေနဲ့ရခုနှစ်ရာသီမှာအသုံးပြုနိုင်သေးတဲ့ဘတ်ဂျက်ငွေကြေးကဒေါ်လာ3.1တန်းသာကျန်ရှိပါတော့တယ် လက်ရှိမိုင်းမီရဲ့ကစားမိုက်ဖြစ်ကြတဲ့မက်ဆီဘတ်စကွတ်ယော်ရီအေဘာတို့ကလည်းမိုင်းမီကတစ်နှစ်လစာဒေါ်လာ10သန်းနီးပါးပေးထားတာပါမက်ဆီဒေါ်လာ12သန်းနဲ့ဘတ်စကွတ်ဒေါ်လာ8.5သန်းပေးရပါလိမ့်ဒါကြောင့်တကယ်လို့မိုင်းမီနေနဲ့ဒီဘရိုင်းကိုခိုးချင်တယ်ဆိုလို့ရှိရင်မက်ဆီကမပိုဘူးဆိုရင်တော့မှတစ်နှစ်လောက်ခလာစာဒေါ်လာ10သန်းလောက်ကတော့ပေးမှသာအဆင်ပြေပါလိမ့်မယ်ဒါကြောင့်ဒီဘရိုင်းရဲ့သဘောထားကဘယ်လိုရှိမလဲဆိုတဲ့အချက်ကသူ့ရဲ့အနာဂတ်ပေါ်မှာအများကြီးမူတည်သွားခဲ့ပြီဖြစ်ပါတယ်ဒီဘရိုင်းလက်ရှိစီးတီးမှာတစ်နှစ်လောက်ခဒေါ်လာ26သန်းတိရရှိနေတာပါ ဒါစီဒီတစ်သိန်းလုံးမှာလောက်ခလာစာအများဆုံးစားမဖြစ်လေတီရှိနေတာဖြစ်ပါတယ်ဒီဘိုင်းအသက်ရွယ်မျိုးကိုယခုလက်ရှိသူရရှိနေတဲ့လောက်ခလာစာမျိုးပေးနိုင်ဆိုတော့ sorry လေးဘတ်ပဲရှိပါတော့မိုင်မီကတော့မက်ဆီကိုပို့ပြီးတော့အထောက်ပံ့ပေးနိုင်ပြီးတော့ဒီဘိုင်းကိုခေါ်ချင်နေတာဖြစ်ပါတယ်ဒီဘိုင်းကရောက်ရှိလာခဲ့မယ်ဆိုရင်မိုင်မီကလက်ရှိ level ထက်နောက်တစ်ဆင့်မြင်သွားဖို့ရှိနေပြီးတော့မက်ဆီရဲ့ပကုံးမှာတာဝန်တွေကိုလည်းချော့ချလာနိုင်မှာဖြစ်ပါတယ်ဒီဘိုင်းအနာဂတ်ဟာ sorry နဲ့ major league တို့ကြားအပြိုင်လွန်ဆွဲနေရှုပ်ထွေးနေစေဖြစ်ပါတယ်ဒီဘိုင်းဘက်ကိုရိမ့်မလဲဆိုတော့စိတ်ဝင်စားစရာကောင်းနေဆိုပေမဲ့ ဒီ brand အနေနဲ့ဈာမဘွားအနားမြူလက်ကြံအချင်းလေးတွေမှာငွေရှာဖို့ပဲဦးစားပေးဆုံးဖြတ်ဖို့များတယ်လို့ထင်မြင်ယူဆမိကြောင်းပါခင်ဗျာ။ဆုံးနေကြပေတော့အားလုံးကိုကျေးဇူးတင်ပါတယ်။